ဒီဒီခါလေးထူးခြားတဲ့ကျွန်တော်တို့ဘလီးစိန်ကြီးလေးကိုမျှော်ပေးမယ်အထိတ်ထန်ပြုပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ကို့အတွက်အရန်ကိုပဲအစွမ်းထက်စီမယ်ပေါ့နော်အစွမ်းထက်စီဘလို့အစွမ်းထက်မှာလေကျွန်တော်တို့ကဖျားကုံတော်တွေကိုပဲပြီးစိန်မယ်အားလုံးရပြီးသားအားလုံးတည်ပြီးသားဗုဒ္ဓဘာသာဝင်တဲ့အလွတ်တရားတဲ့ကုံတော်တွေတွေကို စုပြီးတော့ပရိစိန်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီပရိစိန်ညစိတ်တဲ့သူတွေကိုဝိဇာရရတဲ့ကူညီတယ်အရိယာနဲ့ပြမာရရတဲ့ကူညီစောင့်ရှောက်ကြတယ်ပြီးလို့ရှိရင်ကိုယ်ဆန္ဒရှိတဲ့လူရင်းဆန္ဒတွေကိုလည်းပြည့်စုံအောင်လို့ဖြည့်ဆည်းပေးတာကိုခံကြရတယ်ပေါ့နော်ဟိုဘောအဋ္ဌာန်နဲ့လုပ်ချင်းလို့ကျွန်တော်ကနေ့စဉ်နေ့တိုင်းမှာနေ့စဉ်နေ့တိုင်းမှာပေါ့နေ့စဉ်နေ့တိုင်းမှာလုပ်တယ်ပရိစိန်ဖြစ်တယ်စိတ်ဖြစ်တဲ့အခါကြားလို့ရှိလို့ရှိရင်လည်းအင်မတန်ကိုဟိုစိတ်ပြီးတဲ့အချိန်တိုင်းမှာ ဟိုအကျိုးဒူးတွေခံစားရတယ်လို့အမြဲတမ်းခံစားရလူစိတ်ကပြည့်စုံသွားတယ်လို့ခံစားရတယ်။အမြဲတမ်းအငါဆန္ဒတွေဒါတွေပြည့်စုံလာတယ်ပြည့်စုံတော့မယ်ဆိုလို့ခံစားချက်တွေရတယ်ပြည့်စုံလာပြီဆိုလို့ခံစားချက်တွေရတယ်နှစ်မျိုးလုံးရတယ်ပေါ့နော်အဲအဲ့ဒါလေးကတော့အဋိဌာန်ကြည့်ပါဟောပြောရလို့ရှင်ဝိဇာကြီးတွေဖြစ်တဲ့အဘဘုဘုံမင်းကဘိုးဘအောင်တို့လည်းစောင့်ရှောက်တယ်တရားကိုစိတ်မယ်ဆိုလို့ရှင်အားလုံးကစောင့်ရှောက်တယ်ကုညီမယ်စောင့်မတယ်ပေါ့နော်အဲ့လိုပဲအရိယာနဲ့ဗြဟ္မာတွေကလည်းစောင့်ရှောက်တယ်ကုညီတယ်နောက်ကဗုဒ္ဓကိုကြည်ညိုခဲ့တဲ့ နတ်ဒီမြမာရရယ်ဆောင်းလျှောက်တယ်ကိုဘဝင်းမှာဘဝင်းကျင်မှာရှိစတူမာရနတ်ဒီပေါ့နော်အဲ့ဒါတွေကလည်းဆောင်းလျှောက်တယ်သူတို့ကူညီနိုင်မှာကူညီပေးတယ်သူတို့ကလည်းအမြဲတမ်းဒါတို့ခေါ်တယ်ကျွန်တော်တို့စပြီးတော့ကရီးဘဝကလေးဒီပရိစိန်ကြီးကိုစိတ်ခဲ့တယ်ပေါ့နော်စိတ်တိုင်းမှာလည်းအမြဲတမ်းအရင်တော့ဆိုရင်ရင်တော့ဆိုအမြဲတမ်းဒါတို့ခေါ်တာနေကြားရတယ်အခုအသက်ကြီးတဲ့အခါမှာပြန်စိတ်တော့လေအဲ့လိုအသက်နေကြားခဲ့ရတယ်ပေါ့နော် ကျွန်တော်နှစ်ခေတ်ကာလတစ်ခုလောက်ကဒီ10နှစ်10စုနှစ်လောက်ဆိုတော့အဲ့ဒီပြည်စိန်ကြီးတွေကကျွန်တော်မိတ်သွားခဲ့တယ်။ဘာကြောင့်မိတ်လဲဆိုတော့ logic ကိစ္စတွေအများများလေ။အခုချိန်ကြမှာကိုကပြန်ပြီးတော့သတိရတော့ဒီစိတ်ကတော့ပြန်စိတ်တာတော့9နှစ်လောက်တော့ရှိသွားပြီပေါ့နော်။ အဲဒီငငယ်တော့ကတော့ငငယ်တော့ကတော့ပို့ပြီးဖျားတရားလုပ်ဖြစ်တယ်လုပ်ဖြစ်တယ်တရားလည်းထိုင်ဖြစ်တယ်ဥပဒနာလည်းရှိဖြစ်တယ်အဲနောက်ပိုင်းကျရင်အဲဝိပဒနာဟိုရှူတော့ကဖြစ်တာလေးတွေရှိတယ်ပေါ့နော်အဲကိုတန်းကိုတန်းလောက်မှဖြစ်တာလေးတွေရှိရဲ့အဲနောက်ပိုင်းမှာဥပဒနာလည်းမလုပ်ဖြစ်ဘူးမလုပ်ဖြစ်တဲ့ကြောင်းရင်ဆရာရှာပါဆရာရှာပါဆိုတော့ဒီဟိုပါပေါ့နော်အတန်နေကြားဘူးတွေပေါ့နော်အဲလိုအတန်နေကြားတဲ့အခါကိုမလည်းဆရာလည်းမရှာဖြစ်ဘူးပဲမရှာဖြစ်ဘူးဆိုတော့အလုပ်တွေရှုပ်တာဟုတ်နားလည်းမနာရတယ်ပတ်ပြီးသွားနေတဲ့အခါကျတော့ အခုကတော့ကျွန်တော်ကိုယ်တိုင်လည်းအမြဲတမ်းပြီးစိတ်ပြီးတော့အမြဲတမ်းဒီကောင်းကျိုးတွေကိုခံစားနေရပြီးစိတ်နေလေးကိုမျှဝေပါမယ်အခြားခြားသောဆရာဆရာမတွေဘုရားအာနာမည်ကြီးဒီကိုကြီးတွေဖုံဖုံဖုံတွေရောအကုန်လုံးကဒီညွန်ကြညွန်ပြထားရလဲရှိမှာပါเนาะဒါပေမဲ့ဒီပြီးစိတ်နေလို့ကျွန်တော်မျှဝေချင်ပါတယ်ပြန်ပြီးတော့ခွဲချမ်းစိတ်ဖြာကြည့်လို့ရပါတယ်ဟိုတရားရှင်လုံးပြီးနေတနေ့ကိုသုံးပတ်စိတ်ကြည့်ပါတရားရှင်လုံးပြီးနေတနေ့ကိုသုံးပတ်စိတ်ကြည့်ပါစိတ်ကြည့်လို့ရှိရင်အကျိုးထူးတာကိုတွေ့ရမယ် တော့သုံးဘက်ဆိုတဲ့နေရာမှာလည်းတကယ်တော့နေတယ်တကယ်တော့ကျွန်တော်စိတ်ကိုစိတ်ရမယ်ညွန်ကြချက်ကတော့ကိုယ့်ဘက်ပေါ့နော်ကိုယ့်ဘက်စိတ်ရမယ်တနည်းကိုအနည်းဆုံးကိုယ့်ဘက်စိတ်ပြပါနော်သုံးဘက်မစိတ်နဲ့တော့ကိုယ့်ဘက်စိတ်ပါကျွန်တော်ကတော့ကိုယ့်ဘက်စိတ်တာပါနော်ဟိုတကယ်ညွန်ကြချက်ဒီမှာသုံးဘက်ဆိုရင်ကိုယ့်ဘက်စိတ်ပြပါကိုယ့်ဘက်စိတ်ပြပါပို့ပြီးတော့ကြိုးထူတယ်ဘာလို့ကိုယ့်ဘက်စိတ်တာလဲဆိုပြောပြပါမယ်နော်ပထမအဦးဆုံးကပထမအဦးဆုံးတလုံးပရိတလုံးကဗုဒ္ဓံတရဏကိစ္ဆာမိဒုတိယပရိတလုံးကဓမ္မံတရဏကိစ္ဆာမိတတိယပရိတလုံးကတန်ကံတရဏကိစ္ဆာမိ အဲ့မှာ3လုံး3ကဖြစ်သွားပြီပေါ့နော်3ဖြစ်သွားပြီပြီးလို့ရှိရင်ဂုံတော်စိတ်မယ်ပြီးဆိုလို့ရှိရင်ဘုဒ္ဓဗုဒ္ဓံသံဃာဓမ္မစံသံဃာနိုင်ဆိုင်ပြီးလို့ရှိရင်အရဟံတမ္မာတံဗုဒ္ဓောဂိဋ္ဆာဆရဏတမ္မနောသူကရော လောကဝိတုအနုတ္တရောပုရိသဓမ္မသာရထိတထာဒီဝမနုဿနာဗုဒ္ဓောဘဂဝါဆိုတော့ကျွန်တော်ဂုံတော်9ပါးကပြီးတစ်လုံးစီချမယ်ဆိုရင်9လုံး9ရေ3ရေဆိုရင်12လုံးဖြစ်သွားပြီပေါ့နော်အဲ့ဒါပြီးတာနဲ့ဗာဆက်ပြီးစိတ်မှလဲဆိုကျွန်တော်24ပစ္စည်း ဂိတုပြီဆိုအာရမဏဆိုအတိဆိုအနန္တဆိုတမန္နန္တဆိုသာသနာဆိုအညာမညာပြီဆိုနေတရာပြီဆိုဥပနေတရာပြီဆိုပုရိဇာတပြီဆိုပြစ္ဆာဇာတပြီဆိုအတုနဆိုကာမပြီဆိုဥပါကပြီဆိုအာဟာရပြီဆိုအိန္ဒြိယပြီဆိုဇာနာပြီဆိုမက္ကပြီဆိုတံမြုဒ္ဒပြီဆိုဝိရုဒ္ဒဆိုအဋ္ဌိဆိုနတ္ထိဆိုဝိကရာပြီဆိုအောက်ကရာပြီဆိုတီဆိုပြီးတော့24လုံးအပြန်ပေါင်းကြည့်အောင်ပထမပရဏဂုံကအတုံးခုဂုံတော်က9ပါ3 9 7 24ပေါင်းလိုက်ရှင်36မရဘူးလား36ပေါင်းရင်9မရဘူးလား ။အော်တရားရှင်လုံးပရိယို36နဲ့3ဘတ်စိမ့်မယ်ဆိုလို့ရှိရင်တရား10ဖြစ်သွားမယ်။အဲ့တော့ပြန်ပေါင်းကြည့်လိုက်တရား10ဆိုတော့9ပဲ။အားကြောင့်ကျွန်တော်ကအားလုံး9ဘတ်စိမ့်စီချင်တာပါ။အဲ့တော့ထူးခြားပါတယ်။အားလုံးကတော့တရဏဂုံရယ်၊ဘုရားဂုံတော်ရယ်၊24ပစ္စည်းပဋ္ဌာန်း24ပစ္စည်းရယ်စိတ်တာပါလို့ပြောကြပါတယ်အဲ့ဒါလေးကိုအဋ္ဌံစိတ်လို့ရှိလို့ရှိရင်လည်းကိုယ့်ရဲ့အဋ္ဌံနဲ့အောင်မြင်ပေါင်းပြောင်းရတဲ့သူတွေအများကြီးရှိပါတယ်เนาะ ကျွန်တော်ကကြတော့နေ့စဉ်နေ့တိုင်းမှာဒါဟာနေ့စဉ်နေ့တိုင်းမှာစိတ်ပါတယ်ကိုယ်ပတ်စိတ်ပါတယ်เนาะအဲ့တော့နေ့စဉ်နေ့တိုင်းစိတ်ဖို့တိုက်တွန်းပေးတယ်အဋိဌံနေလုပ်ပြီးတော့စိတ်ဖို့တိုက်တွန်းပေးပါတယ်မစိတ်ခင်မှာမလုပ်ရမှာလဲဆိုကျွန်တော်တို့ကတဏှာကုန်စောက်တည်မကိုလက်တန့်စင်မဲ့အရင်ဆုံးကကိုလက်တန့်စင်ခြေတဲ့မျက်နှာစေကျော်ဖြစ်နိုင်လို့ရှိရီချိုးပေါ့နော်ပြီးလို့ရှိလို့ရှင်ဘုရားရှင်တောက်တော်ကြီးကပ်ပြီးလို့ရှိလို့ရှင်တရဏဂုံစောက်တည်တီလာယူပြီးလို့ရှိရင်မေတ္တာဘာဝနာပွားများပါမေတ္တာဘာဝနာဘာဝများလောက်ဆရာဘလို့ပွားများရမှာလဲဆိုအနည်းဆုံးတော့ဒီ လူကိုကပေါ့ဗျာဥပမာတစ်ခုပေးမယ်ကို့အမေကို့အဖေကိုဆိုကိုကချစ်တယ်ချစ်တယ်ဆိုလို့ရှိရင်မိခင်ဖခင်မျက်နှာမျက်လုံးထဲမှာအာယုံထဲမှာကြည့်တယ်ကို့အမိဖာမျက်လုံးကိုမြင်ရတယ်မြင်ရတယ်ဆိုလို့ရှိရင်အမေချမ်းသာစေချမ်းသာပါစေအဲဒီလိုမျိုးမေတ္တာဟာလည်းမေတ္တာပို့တာပဲမေတ္တာပို့တဲ့ခါကျတော့ဆူဆူဆိုင်ဆိုင်မေတ္တာပို့ရင်သူ့စီရလည်းကို့ကိုပြန်တန်ပြန်တဲ့ကောင်းတဲ့မေတ္တာရတယ်ပေါ့ရတဲ့ခါကျတော့ဆူဆိုင်ပို့ခြင်းရင်ဘက်ထဲနှလုံးသားထဲကနေလာတဲ့မေတ္တာနဲ့ပို့တယ်မေတ္တာဆိုတဲ့နေရာမှာလည်း သူကိုကသူ့အတွက်ဆူတောင်းပြီးတယ်ကိုကသူ့အတွက်လှုပ်ပြီးတဲ့အခါမှာသူ့ဆီကကိုကမျှော်လင့်ချက်မထားဘူးမျှော်လင့်ချက်မထားဘူးကိုကပြီးနိုင်တဲ့အရာတွေပံ့ပိုးပြီးတယ်ပြစ်ဆက်ပြီးတယ်အဲ့လိုမျိုးအရာမေတ္တာလို့ခေါ်တယ်အဲ့လိုပဲကျွန်တော်တို့ဒီမှာမေတ္တာပွားများတဲ့အခါနှလုံးသားကနေဆူဆူဆိုင်ဆိုင်နဲ့မေတ္တာပို့ကြည့်တခါလေစီမေတ္တာပို့ရတဲ့အချိန်မှာရင်းမတာအောင်တယ်အဲ့ဒါသူကသူအဲ့လိုဖြစ်လာတာပေါ့နော်အာနှလုံးသားကနေဆူဆူဆိုင်ဆိုင်မေတ္တာပို့ပြီးကြည်လိုက် ူးခြားတဲ့အကြောင်းလေးမျိုးဖြစ်မယ်အဲ့လိုပဲကျွန်တော်တို့ကမေတ္တာဘာဝနာပွားများတဲ့အခါမှလည်းအဲ့လိုပဲဟိုလူတွေတတော်တွေအားလုံးကိုကြည်လိုက် အားလုံးကတနာစရာတွေကိုကဆအားလုံးကတနာစရာတွေကြီးပဲလေနော်အားလုံးကြည်လိုက်လောကအပူတွေလောကလောကရဲ့လောကရံတရားရဲ့ရိုက်ချက်တွေရိုက်ချက်တွေခံစားနေကြရတာတွေဟိုချမ်းသာတဲ့ဒီမှာလည်းချမ်းသာတဲ့ဆင်းရဲရှိတယ်ဆင်းရဲတဲ့ဒီမှာဆင်းရဲတဲ့ချမ်းဆင်းရဲရှိတယ်အသင့်အသင့်တွေမှာလည်းအသင့်အသင့်ဆင်းရဲရှိတယ်လူတွေအားလုံးကလောကရံတရားနှိပ်စက်ခြင်းကိုခံကြရတဲ့လူတွေကြီးပဲ အဲ့တော့ဘသူ့ဥမှာပြည်စုံကုန်တော့အောင်ချမ်းသာခြင်းကိုပြီးမထားဘူးအဲ့တော့ဟိုဟာဆိုတဲ့အတိုင်းပါတော့အဆိုတော်တယောက်ဆိုတဲ့လူဖြစ်တဲ့ဒုက္ခပေါ့နော်အဲ့တော့လူဖြစ်တဲ့ဒုက္ခတွေအားလုံးကကြုံနေကြတဲ့အခါမှာတုံးနဲ့တူမေတ္တာတရားရင်းနဲ့ဆက်ဆံမယ်မေတ္တာတရားတွေပွားများကြမယ်မေတ္တာတရားရင်းမေတ္တာတရားရင်းနဲ့ညှိနှိုင်းဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်အရာရာအောင်မြင်ကြမှာပေါ့နော်အဲ့တော့မေတ္တာထားပြီးတော့မေတ္တာထားပြီးတော့လုပ်တင်တဲ့အရာတွေမေတ္တာထားပြီးတော့ဆူဆိုက်ပြီးတော့လုပ်လုပ်ကြည့်ပါမေတ္တာဝနာပွားများခြင်းဟာဆိုလို့ရှိရင်ဘဝမှာအောင်မြင်မှုရဲ့အခြေအနေနံပါတ်1ဖြစ်ပါတယ်အဲ့လိုပါပဲ ဘုရားရဲ့တရားတော်တွေကျင့်ကြံအပေါင်းများအားထုတ်တဲ့သူတွေအတွက်မေတ္တာဘာနာပေါင်းများခြင်းဟာလည်းခြေနှံတစ်ခုဖြစ်ပါတယ်။အဲ့လိုပဲဝိဇ္ဇာလိုင်းလိုက်တဲ့သူတွေအတွက်လည်းဒါခြေနှံတစ်ခုဖြစ်ပါတယ်နော်။ကျွန်တော်တို့ဘုသူစင်သူတွေအတွက်လည်းတခုကိုတခုမေတ္တာထားခြင်းဟာဆိုလို့ရှိရင်ဘဝရဲ့အောင်မြင်လမ်းကြောင်းဖြစ်ပါတယ်နော်။အဲ့ဒါကြောင့်မလို့မေတ္တာဘာနာပေါင်းများပါပြီးပြီဆိုအခုကျွန်တော်ပြောတဲ့ပရိစိန်ကြီးလေးကိုစိတ်ကြည့်ပါအပိစိန်ဤလိုပြန်ပြောပါမယ်နော်ပထမဆုံးသရဏဂုံ၃ပါးပါဗုဒ္ဓံသရဏိဆိုင်ဓမ္မဆိုင်သံဃာဆိုင်ဤဆိုင်ပြီးရင်တော့ဂုံတော်၉ပါးပါ အရဟံသမ္မာသမ္ဗုဒ္ဓဝိဆာဆန္ဒသမ္မာသူကရောလောကဝိတုနှုတ်တော်ဘူဇာသမ္မာတာထိတထာရိယောမြုပ်တံတဲ့ဘုဒ္ဓဘဂဝါပြီးပြီဆိုလို့ရှိရင်ဟိတုပစ္စယောအာရမဏပစ္စယောအတိပစ္စယောအနန္တရပစ္စယောတမန္နန္တပစ္စယောသာဇာတပစ္စယောအညမညပစ္စယောနိတ္တပစ္စယောဥပနိတ္တပစ္စယောပုရိဇာတပစ္စယောပစ္စာဇာတပစ္စယောအာသူရိနဆိုကာမပစ္စယောဥပါကဆိုအရဟဆိုအိန္ဒိယဆိုဇာနာပစ္စယောမကပစ္စယောတံရုဒ္ဒပစ္စယောဥရုဒ္ဒဆိုအဋ္ဌိဆိုနတ္ထိဆိုဝိရာဆိုအောက်ကရပစ္စယောဆိုပြီးတော့ပစ္စယောတိဆိုပြီးတော့အဲ့မှာ 24ပစ္စည်းကိုရွတ်ပါမယ်အဲဒါဆိုရင်တရဏဂုံရေဂုံတော်ရေ24ပစ္စည်းရေ၃မျိုးလုံးပေါင်းလိုက်တဲ့အခါကျတော့ရှင်အမ36ရပါတယ်အဲ့တော့အမလည်းပေါင်းလိုက်ရင်လည်း6ပဲပေါ့နော်တရရှိလုံးပရိဆိုလို့ရှိရင်အဲ့ဒီ36လုံးထပ်စိတ်လိုက်မယ်ဆိုရင်တရရှိလုံးပရိက3 3ခါဖြစ်သွားမှာပေါ့အဲ့ဆိုရင်မြန်ပြီးတွက်ကြည့်လို့ရှိရင်လည်းဘာပဲရလဲဆိုတော့တရရှိဆိုလည်း6ပဲရပေါ့နော်အဲ့ကြောင့်မလို့ကိုနဝင်းအားလုံးကြည်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ အင်မတန်အစွမ်းထက်တဲ့ဒီပရိစိန်ကြီးတွေကိုအတိတ်တိုင်းပဲလုပ်လို့နှိမ့်စင်နေတိုင်းပဲဒီအလေးချင်းတစ်ခုအနေနဲ့စိတ်ပါအာယုံထားပြီးတော့ဗုဒ္ဓဂုံတော်တွေဗုဒ္ဓကိုဖတ်ပြီးအသက်ရှင်မယ်ဗုဒ္ဓကိုဖတ်ရင်သမင်းလည်းမငယ်ဘူးဗုဒ္ဓကိုဖတ်လို့ရှိရင်ဘုရားကသမင်းကြွေးတယ်နော်ဗုဒ္ဓကိုယုံကြည်ပို့ကိုးကွယ်တဲ့သူတွေအားလုံးဟာဘုရားကိုယုံကြည်ကိုးကွယ်ဖို့လိုအပ်ပါတယ်ဗုဒ္ဓဘာသာဥပဒေနဲ့ဒီအားလေးကိုအတိတ်တိုင်းကြည်ပါဒါဆိုဝိဇ္ဇာတွေမှာအရိယာနဲ့ပြန်မာတွေမှာလည်းအားလုံးဆောက်ရှောက်ကြပါလေကို့အတွက်လည်း ပို့ပြီးတော့လေးနက်တဲ့လေးနက်တဲ့ဘာသာတရားကိုပို့ပြီးတော့ခန်းစားသူခန်းစားကြရမှာဖြစ်တဲ့အတွက်ကြောင့်ဒီပရိစင်တွေကိုမျှဝေပေးတာပါတရားကိုအဋ္ဌကျန်လုပ်မယ်ဆိုလို့ရှိရင်တချို့ကတော့ပြောတယ်အပါဘုံမင်းကစောင့်ရှောက်တယ်အပါဘုံကစောင့်ရှောက်တယ်ပေါ့ဒါမျိုးတွေပြောတယ်နော်ကျွန်တော်ကကျွန်တော်အနေနဲ့အဲ့လိုမျိုးတည်ရတာခန်းစားချက်တော့မရှိဘူးတို့တော်လည်းပဲဘာဖြစ်လဲဆိုတော့စိတ်ထဲမှာအဲ့ဒီပရိစိတ်ပြီးတဲ့အချိန်ကစပြီးစိတ်ထဲမှာကိုယ့်ရဲ့လူရင်းဆန္ဒတွေပြည့်စုံသွားပြီလို့ခန်းစားရတယ်အမြဲတမ်းပြည့်စုံသွားပြီလို့ခန်းစားရတယ်အမြဲတမ်းအခန်းစားချက်ရတယ် အားကြောင့်မလို့ပြန်ပြီးတော့မျှဝေကြည့်တာမျှဝေပေးတာပါအဋိဌာန်လုပ်ပြီးတော့စိတ်ကြပါအဋိဌာန်လုပ်ပြီးတော့စိတ်ကြပါပြီးလို့ရှိရင်လည်းနေ့စဉ်နေ့တိုင်းလည်းစိတ်ကြည့်ကြပါလို့ထူးခြားပြောင်းထူးခြားတဲ့အကျိုးတွေခံစားရတယ်လို့ကိုယ်အနေနဲ့လည်းဗုဒ္ဓဘာသာဗုဒ္ဓဘာသာဝင်ပြီးသားဆိုပါပဲတရဏဂုံရောဂုံဖျားရဲ့ဂုံတော်တွေရော24ပစ္စည်းရောအာယုံပြုပြီးတော့ရွှေဖက်တရေစေတာဖြစ်တဲ့အတွက်ကြောင့် ဘုရားကိုအကျိုးထူပါတယ်။အာယုံထားမင်းစိတ်ကအာယုံထားမှာတော့ဘုရားရှင်ပေါ့နော်။ဘုရားရှင်အာယုံထားပြီးတော့ပြီးစိတ်ပါ။ဒါဆိုအန်ဒီရေလည်းကင်းမယ်၊ဂုံတော်ကြီးဖတ်တဲ့အသက်ကလည်းရှင်မယ်။ဘုရားကိုဖတ်တဲ့အသက်ရှင်မယ်အစမငတ်ဘူး။မိတို့ရေတို့ပြည့်စုံတဲ့နေရာမှာလူဖြစ်မယ်။ဘဝအဆက်ဆက်မှာဥစ္စာဖြစ်ပြည့်စုံတဲ့သူဖြစ်မယ်။ စိတ်ချမ်းသာကိုကြမ်းမာတဲ့လူတွေဖြစ်မယ်ပေါ့နော်အဲဒါကြောင့်ဒီ reason တွေကိုမျှဝေပေးနိုင်ရခြင်းဖြစ်ပါတယ်အဲကျွန်တော်ကိုယ်တိုင်စိတ်လာတာအခုပြန်စိတ်လာတော့ကလေးဘွားတော့စိတ်နေအခုပြန်စိတ်လာတာ6နှစ်ကျော်သွားပြီပေါ့နော်အင်မတန်ကြိုးထူပါတယ်ဒါကြောင့်မို့လုပ်ကြည့်ပါလို့တိုက်တွန်းပါရစေအဲအခုတလောကဖျားနဲ့ပတ်သက်တဲ့ဟာတွေကိုပဲဟိုမျှဝေဖြစ်တဲ့အခါမှာကျွန်တော်အခုမျှဝေတဲ့များအားလုံးကကျွန်တော်ကိုယ်တိုင်နေစဉ်နေတိုင်းမှာမနဲ့ညာလုပ်တဲ့ຢາໄດ້ဖြစ်ပါတယ်အခုအချိန်ရသွားပြီဖြစ်တဲ့ကကြတော့အချိန်ရရင်ရတယ်လို့ဖျားတရားတန်ခါကို ပူဇော်ဖြစ်ပါတယ်အမြင်တိုင်းလို့လို့အာယုံထဲမှာရှိပါတယ်ဟိုအဲကြောင့်ကျွန်တော်ရဲ့ပြည်သူတွေအားလုံးလည်းကျွန်တော်ရဲ့အဖွဲ့ဝင်တွေအားလုံးလည်းအဲ့လိုမျိုးလုပ်ဝေးကြပါဆောင်းလျှောက်ဖျားဆောင်းလျှောက်မယ်နဲ့ဒီဆောက်ရှောက်မယ်အရိယာနဲ့ပြန်မလေးဆောက်ရှောက်မယ်ကိုပဲဝင်ညစတူမိုင်းနဲ့ကစလာပြီးဆောက်ရှောက်တော့ခံကြရမှာပါအဲဆိုလို့စီဝါလက်လာပါလေဒီရေလာတိုးတက်ပြီးတော့ကိုသားသမီးတွေတော့ကအပူတွေလည်းငိမ့်ပါလေငိမ့်ပါလေငိမ့်နေတဲ့ဘဝလေးခံစားကြရမှာဖြစ်တဲ့အတွက်ကြောင့် ဒီ post လေးကိုလည်းတွေ့လို့ရှိရင် share ပေးကြပါ like ပေးကြပါဦးနောက်တစ်ဆင့်ကပြန်လုပ်ချင်းရတယ်ချွေရန်သဘင်ပေါ်များရင်ဆိုင်ဆိုင်ပေါ်များချင်းကျမတို့ကပြည့်စုံနေလက်လာပါဘောကြွယ်ပါခြင်းဘေးရန်တွေကကင်းဝေးခြင်းတွေခံစားကြရမှာဖြစ်ပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါဒီမျှဝေမှုလေးကိုပြန် share ပေးကြပါဗျာကျေးဇူးပါ